ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာနှစ်ခုဘက်တော်အပြင်သူကခွန်အားယူဆင်ခြင်ဖို့ရန်တွေတောက်တန်ကျန်အခန်းကြီး28အပိုင်းငယ်30မှာဖြောက်မှတ်တော်သူကိုလမ်းလွဲ၍မကောင်းသောလမ်းတဲသို့သွေးဆောင်တော်သူသည်မိမိတူသောအတွင်းတဲသို့မိမိကြလိမ့်မည်တဘောပြောင်းသောသူမူကားကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်တောက်တန်အခန်းကြီး28အပိုင်းငယ်30မှာ ဖော်ပြထားတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်အဲ့တော့ဒီနှုတ်ကပတ်တော်မှာတော့မကောင်းသောသူတွေအာထမသူတွေကယိုသားတဲ့သူတွေဖြတ်မှတ်တဲ့သူတွေတီကြည်တဲ့သူတွေမှန်ကန်တဲ့သူတွေကိုသူတို့ need to သူတို့နဲ့အကြံတူညံတူဖြစ်ပြီးတော့မှမကောင်းတဲ့အမှုရာတွေမှာပျော်မွေ့ပြီးတော့မှသူတို့နဲ့တကြိတ်သေးတညံနဲ့ဖြစ်ဖို့ရန်အတွက်ဖြာယောင်သွေးဆောင်လိမ့်မယ်မရတဲ့ခါမှာသူတို့ကိုဖျက်ဆီးလိမ့်မယ်အကောက်ကြံလိမ့်မယ်တဲ့ဒါပေမဲ့တဲ့ အဲ့ဒီဖြောက်မှတ်တော်သူကတော့တဲ့ဘယ်တော့မှမရှုံနိုင်ဘူးဆိုတဲ့ပေါ်ပြထားတာတွေ့ရပါတယ်။နောက်ဒီနေ့အချိန်ကာလကိုကျွန်တော်ကြည့်တဲ့အခါမှာမတရားမှုတွေကမယုဒမှုတွေကနေရာနှံ့ပြမှာကြီးစိုးပြီးတော့မှနေရာယူနေပါပြီ။ဒါကြောင့်ဖခင်ရဲ့သာသမီအမွေခံယုံကြည်သူတွေကတော့ဒီနေ့ဖြောက်မှတ်ခြင်းတရားလမ်းထဲမှာခိုင်မာစွာယက်တီအသက်ရှင်ဖို့ရန်အတွက်လိုပါတယ်။အဲ့တော့တမချန်းစာထဲမှာဒီနေ့ဒိုင်လာရဲ့အသက်တာကိုကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာဒီနှုတ်ကပတ်တော်ကိုပို့ပြီးတော့မှနားလည်ရတာရှင်းလင်းသွားပါလိမ့်မယ်။ ဒိုင်းလခန်းကြီး6မှာဒါရီမင်းကြီးလက်ထက်မှာနိုင်ငံတော်ရဲ့အရေးအရာတွေကိုစီမံဖို့ရန်အတွက်ရှင်ပြည်မင်းကြီးကသူ့ရဲ့တိုင်းပြည်မှာမြို့ဝန်120ကိုသူခန့်အပ်ထားပါတယ်။ဒီမြို့ဝန်120ကိုအုပ်ချုပ်ပြီးတော့မှစီစစ်ဖို့စောင့်ရှောက်ဖို့ရန်အတွက်ဝန်ကြီး3ပါးကိုထပ်မံပြီးခန့်ထားတယ်။ဒီဝန်ကြီး3ပါးထဲမှာမှဉာဏ်ပညာနဲ့ပြည့်စုံတဲ့ဒိုင်ရင်လလည်းအပါအဝင်ဖြစ်တယ်။ဒိုင်ရင်လကရှင်ပြည်ရဲ့မျက်နှာသာပေးခြင်းကိုခံရတယ်။ယုံကြည်စိတ်ချခြင်းကိုခံရတဲ့သူတယောက်ဖြစ်တယ်။ ဒါကြောင့်အခြားသောဝင်ကြီးတွေကဒိုင်လာကိုမနာလိုဖြစ်ကြပါတယ်။ဒိုင်လာကိုဖျက်ဆီးဖို့ရန်အတွက်ဆွဲချဖို့ရန်အတွက်သူတို့ကဲ့သို့မကောင်းတဲ့အကြံစီကိုအတူတကွလှုပ်ဆောင်ဖို့ရန်အတွက်စီယုံတော်လည်းပဲအဆင်မပြေပါဘူး။ဒိုင်လာကဖြောက်မှတ်တော်သူဖြစ်တယ်။ဒီတော့ဒိုင်လာကိုသူတို့ဖျက်ဆီးဖို့ရန်အတွက်အားလုံးတညီတညွတ်ထဲသေးသေးချာချာအကွက်ချပြီးတော့မှသူတို့စီစဉ်ပါတယ်။သူတို့ရဲ့အစီအစဉ်ကတော့ ဒီနေ့ရှင်ဘရင်စီကိုသူတို့အားလုံးကအတူတကွတွားပြီးတော့မှအဲ့တော့တခြားရက်30အတွင်းမှာတဲ့တခြားသောဖရားတွေကိုဘသူမှစုမတောင်းရဘူးတိုင်းပြည်ထဲမှာရှိတဲ့သူတွေအားလုံးကတကယ်လို့ပဲဒီရက်30အတွင်းထဲမှာတခြားသောဖရားတွေကိုစုတောင်းတဲ့သူတွေကိုစာလောင်လေးတဲ့ချင်းသစ်တွင်းထဲကိုပြစ်ချဖို့ရန်အတွက်ရှင်ဘရင်စီမှာသူတို့တွားပြီးတော့မှတောင်းဆိုကြတာဒီကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရပါတယ်ဒီတော့ ရှင်ဘရင်ကလေအဲ့ဒီအရာကိုသူတို့သဘောတူလိုက်တယ်အဲ့တော့သဘောတူပြီးတော့မှလက်မှတ်ထိုးပေးပြီမင်းဝင်ကြီးတွေကသူတို့ရှင်ဘရင်အကြောင်းကိုသိတဲ့အခါမှာမပယ်ဖျက်နိုင်တဲ့ခိုင်မာတဲ့ဥပဒေပြည့်ညက်ချက်ကိုသူတို့ကပို့ပြီးတော့မှတောင်းဆိုလိုက်ပါအဲ့တော့ကျန်းစာမှာတော့မေဒီပိရတိလို့ခေါ်တဲ့ဓမ္မသက်ဘယ်တော့မှပြန်ပြင်လို့အယူခံဝင်လို့မရတဲ့အရာဖြစ်တယ်ဆိုတော့ဒိုင်လောက်ကိုဖြည့်ဆည်းဖို့ရင်အတွက် တိုင်လက်မှာလက်စားတာလည်းမရှိဘူးမတရားတာလည်းဘာမှမရှိဘူးမှန်ကန်စွာလုပ်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်တိုင်လက်မှာရှိတဲ့ပစ်ကတော့ဘုရားသခင်ထံမှာတနေ့ကိုသုံးချေဆုတောင်းတာကသူတို့အတွက်အပြစ်တစ်ခုလို့သူတို့မြင်ပြီးတော့အာနေချက်လို့မြင်ပြီးတော့မှသူတို့တိုင်လက်ကိုအကွက်ချပြီးစီစဉ်လိုက်တယ်ဒီသတင်းကိုတိုင်လက်ကကြားတဲ့အခါမှာတော့သူ့ရဲ့နေတဲ့နေရာကိုသူပြန်သွားတဲ့အခါမှာအရင်ထုံးစံအတိုင်းပဲတနေ့ကိုသုံးချေထပ်ပြီးတော့မှဆုတောင်းပါတယ်အဲ့တော့ဒီခြားသောဝင်ကြီးတွေကလည်းဒန်ဟီလာကိုအကောက်ကြံတဲ့အတွက်ကြောင့် ဒိုင်လကိုတို့ချောင်းမြောင်းပြီးတော့มาကြည့်နေကြပါတယ်နောက်ဆုံးတော့ဒိုင်လကဒိုင်လတက်ရောက်သေးပေါ့နော်အဲ့ဒီရှင်သစ္စာကျွေးတဲ့နေရာကိုသူရောက်သွားပါတယ်ဘာလို့ဆိုတော့တိုင်းပြည်မှာရှိတဲ့ခြားသူတွေအားလုံးကတော့တခြားဘုရားတွေကိုဆုတောင်းကန်းဆုတောင်းလိုက်မြဲကိုးွယ်ကောင်းကိုးွယ်လိုက်မြဲဒါပေမဲ့အဲ့ဒီဥပဒေအတိုင်းရက်30အတွင်းမှာတော့တို့တွေတရားမှာဆုမတောင်းခဲ့ကြပါဒီတော့တို့တွေအကွက်ချင်းကိုဝင်လာတဲ့ခါမှာနောက်ဆုံးတော့ဒိုင်လကိုတို့ စစ်တွင်းလေးကိုပြစ်ချလိုက်တယ်ရှင်ဘရင်ကစိတ်မကောင်းဝမ်းနည်းတော်လည်းပဲသူချမှတ်ထားတဲ့ဥပဒေကိုသူပြန်ပြင်လို့မရတော့ဘူးအမိတ်ဒါကြောင့်တိုင်လာတဲ့မင်းကိုကိုယ်တဲ့ဖခင်ကပဲမင်းကိုကဲတင်ပါစေလို့တိုင်လာကိုပြောပါတယ်အဲ့ဒီရမှာရှင်ဘရင်ကတညာလုံးအဲ့လိုမပြောပါဘူးဒါကြောင့်မနေ့စောကြီးထလာပြီးတော့မှရှင်သစ်တွင်းဝကိုသွားပြီးတော့မှတိုင်လာကိုအော်ခေါ်ပါတယ်တိုင်လာကလည်းအထဲကနေပြီးတော့မှပြန်ပြီးတော့မှထူပါတယ်အရှင်မင်းကြီးအသက်တော်ရကြရှေပါစေတိုင်လာအတန်ကိုကြားတဲ့ခါမှာချက်ချင်းပဲ အဲ့တော့ဒိုင်လောက်ကိုချင်းသစ်တွင်းထဲကနေပြန်ပြီးတော့မှဆွဲထုတ်စီခဲ့ပါတယ်အဲ့လိုဆွဲထုတ်စီခဲ့ပြီးတဲ့နောက်မှာတော့ဒိုင်လောက်ကိုအကောက်ကြံပြီးတော့မှချင်းသစ်တွင်းထဲကိုပြစ်ချတယ်ဆိုတာကိုရှင်ဘရင်ကသဘောပေါက်နားလေသွားတဲ့ခါမှာတော့ဒိုင်လောက်ကိုအကွက်ချပြီးစီစဉ်တဲ့ဒီသူတိုင်းပြည်မှာရှိတဲ့ဝန်ကြီးတွေနော်ဒီမြို့ဝန်တွေအားလုံးကိုချင်းသစ်တွင်းထဲကိုပြန်ပြီးတော့မှပြစ်ချလိုက်တယ်ဆိုတာကိုဒီကျန်းစာထဲမှာကျွန်တော်တို့တွေ့ရပါတယ် နောက်ဆုံးတော့သူတို့စီစဉ်ထားတဲ့အကြံစီတိုင်းထမြောက်အောင်မြင်ခြင်းမရှိတဲ့အခါမှာမိမိတူသောတွင်တွေကိုမိမိကြရဲဆိုတဲ့အတိုင်းသူတို့မကောင်းကြံတဲ့အတိုင်းအဲ့ဒီအကြံကသူတို့ကိုပြန်ပြီးတော့မှထိပါလိမ့်။ဒါကြောင့်ဒီကနေ့ယုံကြည်သူဖရာသားသမီးတွေကဖြောက်မှတ်တော်သူတွေဖြစ်တယ်။မိမိကဖြောက်မှတ်ခြင်းကြောင့်မဟုတ်ပဲဖရာသခင်ရဲ့ဖြောက်မှတ်ခြင်းကြောင့်တနည်းအားဖြင့်သားတော်ယေရှုရဲ့ဖြောက်မှတ်ခြင်းကြောင့်ကျွန်တော်တို့ကဖြောက်မှတ်တော်သူတွေဖြစ်လာတယ်။ အဲ့ဒီဖြောက်မှတ်သောသူတွေအတွက်မတရားသောသူတွေကမတရားသောအကြံစီနဲ့ကျွန်တော်တို့ကိုဆွဲချပါလိမ့်မယ်။သို့တော့တင်ရဖျားသားသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်တင်ပေတော့မှစိတ်မပြတ်ပါနဲ့။သူတို့ရဲ့အကြံစီတွေကိုတင်ပေတော့မှမပါသွားပါစေနဲ့။ဘာလို့လဲဆိုရင်နောက်ဆုံးမှာအဲ့ဒီမတရားကြံစီတဲ့သူတွေအားလုံးကသူတို့တူးတဲ့အတွင်းတွေကိုပဲသူတို့ပြန်ကြသွားပါလိမ့်မယ်။ဒီလိုပဲမိတ်ဆွေတင်ရဲ့အသက်တာမှာလည်းယုံကြည်သူဖျားသားသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့် မကောင်းတဲ့အကြံစီမတရားသောအမှုမှာသင်ပေတော့မှမပြောင်းမွေ့ပါနဲ့ဒါတွေမကသေးဘူးဒီနေ့ခြားသောသူတွေကိုလည်းသင်ကမနာလို့ဖြစ်ပြီးဝန်တိုတဲ့စိတ်နဲ့ဆွဲချဖို့ရန်အတွက်သင်မကြိုးစားပါနဲ့ဒီနေ့အဲ့ဒီကြောက်ခွင်းတွေကိုသင်ကိုယ်တိုင်ပြန်ပြီးတော့မှရှောက်သွားတတ်တယ်ဆိုတာကိုဒီနေ့ခုဘက်တော်အဖြစ်ယုံကြည်သူညီကိုမောင်တော်မတွေကိုခွန်အားပေးမျှဝေခြင်းဖြစ်ပါတယ်အစုံတီဓာတ်ထောင်တဲ့ယုံကြည်သူညီကိုမောင်တော်မတိုင်းလက်လျှောက်သက်ရှင်တဲ့ညီကိုမောင်တော်မတို့ဦးချင်းစီတိုင်းအသက်တာမှာတာပြီးကောင်းကြီးခံစားရဖို့ရန်အတွက် ဒီနှုတ်ဘတ်တော်ကိုမျှဝေပြုခြင်းဖြစ်ပါတယ်